ရပိုင်ဆိုင်ငယ်သမျာအိမ်မဲတခုလို့သာအကဲဆုံးရှုံးငယ်ပြီလားအမေတွေဒါတော့ကျမတို့ဒီအကြီးစီ show ကိုခေါ် ground floor ပေါ့နော်ဒါကျမတို့က service fee နဲ့အဲ့ဒီမှာကျမတို့က appointment လို့ decision နိုင်လို့တယ်ပေါ့နော်ဒါကျမတို့ရဲ့ပြည့်တက်နေရာလေးတစ်ခုပေါ့မှန်ကန်ထားတာပေါ့နော်ရုံးကတော့ကျမတို့19လာမယ်လာမယ်ဆိုတာရှိပါတယ် အာမင်္ဂလာလာနေကျမဤကြောင့်ညောင်းရပါတော့ကျမအမမတားရမယ်မဲမဲတော့မှာသွားတယ်ပေါ့နော်ကွန်ဒါတော့လေ ွာဟဲ့လည်းမလာဘူးလားအဲ့ဒီဒီမှာလာတဲ့ဒီတော်တော်များများကသူတို့ကစိတ်ဆက်မနာတဲ့သူတို့ financial planner လုပ်ချင်တဲ့အတွက်ကျမကလည်းကျမရဲ့သိတဲ့လောက်ကို sharing လေးညပေးပေးခဲ့ပါတယ်ကျမကအဲ့လိုပြောနေတဲ့ချိန်မှာဆိုကျမရဲ့ပုံရမလာပါဘူးပေါ့နော်ဒါပေမဲ့မလာပါပြီမကျမ active ရှိရှိနေပေါ့နော်ကျမပြောရတာကိုစိတ်နဲ့တက်ပါတယ်ရှင့်ပန်းဆိုင်ရဲ့တမယာအိမ်မဲ့တခုလို့သာ

ဆောင်းလို့ခေါင်းစဲပဲစားတယ်ဘယ်မတဘယ်လည်းကဲလဲအဲ့ဒီမိမိကမတမရလေးပဲကြီးဟာစားမယ်လို့စားအော်ကျမအောက်မှာသွားပြီးတော့ market place မှာ shopping လုပ်တဲ့ပေါ့နော်ကိုကအိမ်ကျန်တဲ့ခါကျရင်အိမ်ပဲလိုအပ်တဲ့ပစ္စည်းတွေကလေးတွေမဟုတ်ဘူးပြန်ပါတယ်အဲကျမရဲ့အလုပ်ပါကျမက ရုံးလာတဲ့ customer appointment တွေမဲ့ agent နေနဲ့ဆွေးနွေးမယ် agent တွေကဘာလို့ကူညီပေးရမလဲကူညီပေးသွားရင်ကျွန်မအမြဲတမ်းစားတော့စားမယ်စားပြီးသွားရင်ကျွန်မ shopping လုပ်ပြီးတော့ကျွန်မအိမ်ပြန်ပါမယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာကြီးကကျွန်တော်တို့အကုန်ရတယ်ပေါ့နော်ခေါင်းလျှော့ခြင်းလားခေါင်းလျှော့ခြင်းလဲဆိုတော့ကျွန်တော်တို့တိရိပ်မှာသွားပြီးလျှော့လို့ရတယ်ပေါ့နော် shopping center ရှိရဲ့ပဲဇီးဝဲလို့လဲခေါင်းနဲ့နေရာလေးပါရှင်။အပြင်ကနေအပြင်ထွက်လာတဲ့ချိန်မှာလည်းဒီအပြင်ကမြင်ရတဲ့ရှုပ်ကြီးလေးနဲ့လည်းအမတ်တရားတစ်ခုသွားရဖြစ်ပါတယ်ရှင်။ ကျမတို့ယုံလာလေဖို့လို့ဖိတ်ခေါ်ပါတယ်ရှင်